စကိုင်းတိုင်းရင်းမပင်နဲ့စလင်းကြီးမြို့နယ်တဲ့တောင်တွေဖြိုကကျင်းနီတူနေတဲ့တရုတ်ပိုင်ဝမ်မောင်ကျင်းနီဆက်ယုံနှစ်ရက်ဆက်လက်နေခြင်းနဲ့ထုတ်ခံရပြီးနောက်ဝမ်မောင်ရောရန်စီဆက်ယုံမှာကျင်းနီတူဖို့မှုလုပ်ငန်းတွေယာယီရန်သားသွားတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါရယ်။အော်တိုဘာလ23ရက်ည9:00နာရီဝန်းကျင်မှာစလင်းကြီးနယ်မှာရှိတဲ့တရုတ်ပိုင်ဝမ်မောင်ကျင်းနီဆက်ယုံလက်နက်ကြီးရဲ့နဲ့ပြစ်ခတ်ခံရသလိုအော်တိုဘာ25ရက်နေ့ညနေ6:00နာရီမှာလည်းအဲ့ဒီတရုတ်ပိုင်ဝမ်မောင်ကျင်းနီဆက်ယုံ လက်နက်ကြီးနဲ့ထပ်မံပစ်ခတ်ခံရတာပဲဖြစ်ပါတယ်။ဝမ်မောင်ကျင်းဒီစစ်ရုံတဲ့လက်နက်ကြီး၃လုံးကြားရောက်ပောက်ကွဲတဲ့ကြားရပြီးတဲ့နောက်ဝမ်မောင်ရောရန်စီကုမ္ပဏီပါကျင်းဒီတူဖော်မှုလုပ်ငန်းတွေရပ်သွားပြီးတော့ဒီကနေ့ထိလုပ်ငန်းတွေပြန်လည်ပတ်တာမရှိသေးဘူးလို့အမည်မပေါ်လိုတဲ့ဒေတာခန်တူကအမှတ်ပြကိုပြောပါရတယ်။ဝမ်မောင်ကျင်းဒီစစ်ရုံလက်နက်ကြီးထုခံရပြီးနောက်အော်တိုဘာ26ရက်မနေ့စနေနေ့ကျော်မှာဝမ်မောင်ကျင်းဒီစစ်ရုံတွေကထွက်လာတဲ့ ျောစုတွေကအောင်ချမ်းစီရွာကိုစင်းနေဝင်မွေနေရလို့ဒေသတွင်းသတင်းမြစ်တွေကအမှတ်ပြုပြောပါရယ်။အောင်ချမ်းစီရွာဟာလက်ဗဒေါင်းတောင်ရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့ရွာဖြစ်ပါရယ်။ကျောစုဟာအော်တိုဘာ၁၈ရက်ကစလို့ရင်းမပင်နဲ့ဆလင်းကြီးနယ်တရုတ်ကျင်းနီဆက်ရော့အနီးဝန်းကျင်ကကြေးရွာတွေကိုကျွာစင်ပတ်မွေစစ်ကြောင်းတို့ရံပြုတ်နေပြီးတော့ဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာနဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့်ရဲတပ်တပ်တာအတွင်ဒေသခံ၅ဦးထပ်မံတဲ့တေဆုံက ရွာပေါင်း20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေစစ်ပေးရှောင်ထွက်ပြေးနေရပါတယ်။စကိုင်းနိုင်ရမြို့တော်မုံရွာမြို့ရဲ့ချင်းရွင့်မြစ်တပကန်ရင်းမပင်နဲ့စလင်းကြီးနေတဲ့ကစပယ်တောင်ကျေးစင်တောင်နဲ့လေဗရောင်းတောင်တွေကိုဖြိုကတယောက်ကကျေးနီတူနေပြီးအဲ့ဒီတယောက်ပိုင်မြန်မာဝမ်ပေါင်နဲ့မြန်မာရန်စီကျေးနီဆက်ယုံတွေကိုစောစုကဂိတ်ဆောင်လုံချုံရေးယူပေးထားကတူးပေါ်ထွက်ရှိလာတဲ့ကျေးနီတွေကိုလည်းစစ်သင်မိုးတွေတုံးကမြေကြောင်ကတစ်ဆက်တဲထုတ်ပေးနေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းနဲ့ယခုလဆန်းပိုင်းမှာလည်းတရုတ်ကျင်းနီစက်ယုံတွေလက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီးစက်ယုံလက်ပတ်မှုတွေခတ်တရနာခဲ့ရပါသေးတယ်။